မင်္ဂလာပါခင်ဗျာ reader con channel လေးကနေကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးမယ့်တမျက်နှာဝတ္ထုတို့လေးရတော့ဖိုးဟွားရုပ်ကြီးနဲ့တတင်းကျွညာဤလှုပ်ဝက်ဖြစ်ရတို့ဖြစ်ပါရခင်ဗျာဖဖွားရဲ့မှတ်တမ်းစာအုပ်ထဲကစာမျက်နှာတစ်ခုကိုလှန်လိုက်တဲ့အခါမှတ်တမ်းစာစုတစ်ခုကိုတွေ့ရပါတယ်တတင်းကျွညာမှာကျမမြေးလေးမောင်မောင်ချစ်ကိုဈေးဆိုင်ကြီးကို ခေါ်သွားခဲ့ဈေးဆိုင်ကြီးထဲမှာ တစ်ကြဘိုးနှံ့တွေစပလင်ပန်းနှံ့တွေနဲ့အနံ့ရောအဆင်းမှာပြည့်နှံ့နေတယ်။လူတွေကပျော်ရွှင်မြူးတူးနေကြတယ်။ရုတ်တရက်မောင်မောင်ချစ်က ကျမကိုလက်ညှိုးထိုးပြတယ်။ဖဖကြည့်ပါအောင်ဖဖရုပ်ကြီးကသူကကျွန်တော်ကိုလက်ဆောင်လေးပေးမယ်တဲ့။ဖဖဆိုတဲ့လူကြီးကတည်င့်ချွတ်မီထွန်းထားတဲ့တစ်ပင်ကြီးအောက်မှာထိုင်နေတယ်။သူ့မျက်လုံးတွေက ကျမကိုကြည့်လိုက်တဲ့အခါအေးဆက်ပြီးတည်နေတဲ့ငါးရွယ်လိုဖြူဖက်ဖြူရောပြီးချော့တော့နေတယ်။ ပေးမေတဲ့ဘိုးကမမောင်ချစ်ကိုဘိုးဘယောက်ကြီးကသူ့ပေါင်ပေါ်တင်လိုက်တယ်ယုတ်တရဲကျမမီလေးရဲ့မျက်နာက ဖြူဖက်ဖြူရော်ဖြစ်သွားတယ်ဘိုးဘယောက်ကြီးကသူ့နားထဲကိုတခခုလှုပ်ဝက်စွာပြောလိုက်တယ်ညာဘက်မှာငါနဲ့တူကစားမယ်ဘဘကမပြောနဲ့ကျမမီလေးမမောင်ချစ်ရဲ့လက်တွေကတုံးနေတယ်သူ့မျက်လုံးတွေမှာအကြောက်တရားတွေပြည့်နှက်နေခဲ့တယ်အိမ်ပြန်တဲ့အခါ ောင်မောင်ချစ်တညာလုံးအိတ်မပြောပဲငိုနေတယ်။သူ့မျက်လုံးတွေကအရှင်လိုမတောက်ပါတော့ဘူး။နောက်တနေ့မှာကျမကိုတည်င်းကျွအိမ်ပြောစကမ်းသွားတော့ကဗီဒီယိုတိတ်တချက်တွေ့ရဲ့။အဲ့ဒီတိတ်ထဲမှာအမစနဲ့မင်းရဲ့ကြောက်ရွံ့မှုကိုငါစားမယ်။ဖိုးဝါဆိုတဲ့လူဟာတမန်လူမဟုတ်ဘူး။သူဟာကလေးတွေရဲ့ကြောက်ရွံ့မှုတွေကို စားတောက်နေတဲ့နတ်ဆိုးတစ်ကောင်ပဲ။လူတွေကတည်င်းကျွညတိုင်းဖိုးဟွာပြန်လာတတ်တယ် သူ့ရဲ့အနက်ရောင်မျက်လုံးတွေနဲ့ရှေ့လျားနေတဲ့လက်သေးတွေနဲ့ကလေးတွေရဲ့အိမ်မက်ဆိုးတွေထဲမှာအမြဲရှင်တန်နေမဲ့နတ်ဆိုးတစ်ကောင်ပဲဒါကြောင့်တတင်းကျညရောက်တိုင်းကလေးတွေကိုဖိုးဝါနဲ့မကစားဖို့တတိပေးရမယ်ဘာကြောင့်လဲဆိုတော့ဖိုးဝါဆိုတာလက်ဆောင်ပေးရသူမဟုတ်ဘူးကလေးတွေရဲ့အတက်ကိုစုပ်ယူရဲ့နတ်ဆိုးတစ်ကောင်ဖိုးဝါရုပ်ကြီးနဲ့တတင်းကျညဤလိုဝတ်ဖြစ်ရဖြစ်ပါတယ်ခင်ဗျာ နားဆင်ပြီးသူရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေဗျာ